တာမီမီတို့ကိုဒီနေ့ပြောပြမယ့်အကောင်ကတော့ချင်းအကြောင်းပဲဖြစ်ပါတယ်။တာတာမီမီတို့ချင်းတော့သိတယ်မလား။ချင်းဆိုတာပါလေ။ချင်းကပြန်နိုင်တဲ့အင်းဆက်ပူပေါင်းတစ်မျိုးပါ။အရွယ်အစားသေးပြီးတော့လူတွေရဲ့သွေးကိုဆုတ်ပါတယ်တဲ့။ချင်းတွေကဘယ်နေရာမှာနေတတ်လဲ။ချင်းတွေကရေအိုင်နဲ့ဆူဆွတ်တဲ့နေရာတွေမှာအဓိကနေကြတယ်။သူတို့ဥဥဖို့သူတို့ပေါက်ပွားဖို့အတွက်ရေလိုအပ်တာကြောင့်ဖြစ်ပါတယ်တဲ့။ချင်းတွေကရောဘာကြောင့်အနေရရှိရလဲတဲ့။ ရှင်တွေကလူရဲ့သွေးကိုဆုတ်တယ်။အဲလိုဆုတ်တဲ့အချိန်မှာရာရန်နာအဖုထွက်တာတွေဖြစ်နိုင်ပြီးရောတချို့ရှင်တွေကြောင့်သွေးလုံးတုတ်ကွေးငှက်ဖျားယောဂါလိုမျိုးယောဂါတွေထိဖြစ်စေနိုင်ပါတယ်တဲ့။ဒါကြောင့်ရှင်ကိုက်မခံရအောင်မြင်ရမယ်။ရှင်ကိုက်မခံရအောင်ဘယ်လိုကာကွယ်ကြမလဲတဲ့။ရှင်မကိုက်တဲ့ဆေးလိမ့်နာရှင်နောင်နဲ့အိတ်တာအင်ကြီးလက်ရှိဘောင်းမီရှိဝတ်တာကိုယ့်ရဲ့အိမ်သားမှာရေအိုင်နေရှိရင်ရှင်လင်းနာ ဖျားပန်းအိုးတွေကိုပုံမှန်ရေလဲပေးတာစားတဲ့နီးလန်းတွေနဲ့ချင်မကိုက်အောင်ကာကွယ်နိုင်ပါတယ်တဲ့။ဒါဆိုရင်ချင်တွေကိုဘယ်လိုနှိမ်နေရမလဲတဲ့။ချင်တွေကသူတို့ပေါက်ွားဖို့ရေလိုအပ်တယ်။အဲ့တော့ချင်မပေါက်အောင်ရေအိုးတွေရေအိုင်တွေထဲမှာအိုးလောက်လန်းတွေမရှိအောင်ရေကိုပုံမှန်လဲပြရပါမယ်တဲ့။နောက်ပြီးချင်းစေးဖြန်းတာအိမ်ရဲ့ပတင်းပေါက်တွေမှာချင်းလုံးစကားတက်တာစတာတွေနဲ့လည်းချင်းကိုနှိမ်နှင်းလို့ရပါတယ် ဲ့ခုလိုကာခွေတဲ့နည်းတွေသိသွားပြီဆိုရင်တော့ချင်ကိုက်မှာကြောက်စရာမလိုတော့ဘူးเนาะချင်တွေကြောင်းသိပြီဆိုရင်ဒုံစံတိုင်းမိကွန်လေးတွေဖြည့်ကြည့်အောင်ချင်တွေကဘလိုနေရာတွေမှာပေါက်ပါကြလဲ၁ရေထဲမှာ၂လေထဲမှာ၃ရေကြီးပုံရေထဲမှာဆိုရင်တော့အကြီးပါပဲ ချင်ကရင်ရားရယ်တွလွန်တပွေးတို့ငှက်ပြားတို့လည်းဖြစ်နိုင်တယ်ဆိုတော့သာမင်မီတို့ချင်မကြိုက်အောင်ခရိုးဆိုင်ပြီးတော့နေကြရမယ်နော်။ကဲနောက်ထပ်အကောင်လေးတွေကိုဆက်ပြီးလေ့လာကြည့်အောင်နော်။ SCORPION SCORPION လာတာမီမီတို့ကိုဒီနေ့ပြောပြမယ့်အကောင်လေးကတော့သူ့ကိုတွေ့ရင်တော့လက်နဲ့လုံးဝတိုင်လို့မရတဲ့အကောင်အကြောင်းပဲဖြစ်ပါတယ်။ဘာကောင်လေးလဲဆိုတော့ကင်မီကောက်ပဲဖြစ်ပါတယ်။ ကဲမီကောက်ရဲ့အယောင်ကအဝါရောင်ဒါမှမဟုတ်ရင်အညိုရောင်ရှိပြီးတော့အစိပ်ပါတဲ့အင်းဆက်တစ်မျိုးဖြစ်ပါတယ်တဲ့သူတို့မှာခြေထောက်တွေပါတယ်ပြီးတော့အမီးမှာစူးဂျုံပါပါတယ်တဲ့အဲ့ဒီစူးဂျုံကိုအစိပ်လက်နှက်လို့ခေါ်ပါတယ်တဲ့အားကြောင့်လဲဆိုတော့အဲ့ဒီစူးဂျုံမှာအစိပ်ပါလို့ပါကဲမီကောက်တွေကိုဘယ်လိုနေရာမှာတွေ့နိုင်လဲဆိုတော့ခြောက်တွေ့ပြီးတော့မှောင်တဲ့နေရာတွေကိုသူတို့ကကြိုက်ပါတယ်တဲ့ဥပမာကြောက်တုံးအောက်တို့တိရွက်ချောက်အနီးတို့ကြမ်းခင်းရဲ့အောက်တို့အဲ့လိုနေရာမျိုးတွေမှာကဲမီကောက်တွေကနေထိုင်ကြပါ ကင်မီကောက်တွေကအနေရရှိပါတယ်။ကင်မီကောက်တွေကိုဘယ်လိုရှောင်ရမလဲဆိုတော့ channel ကိုသွားရင်ခဏစီရမယ်။ကင်မီကောက်ကိုတွေ့ရင်လက်နဲ့လုံးဝမထိရဘူး။တိရွက်၆တွေကြောက်တုံးတွေကိုမတဲ့အခါမှာဂယုတဆိုင်နဲ့မရပါပဲတဲ့။ပုံမှန်ကင်မီကောက်တွေကတော့တစ်လက်မှနှစ်လက်မှသာရှိပေမဲ့ကင်မီကောက်တွေထဲမှာမှအကြီးဆုံးမျိုးစိတ်ကတော့၈လက်မှထိရှိပြီးစက်တော်နေတစ်လုံးကကြီးပါလေတဲ့။ကင်မီကောက်တွေကလည်းရှေးအကျဆုံးသက်ရှိမျိုးစိတ်ဖြစ်ပါတယ်။ သူတို့ကလည်းနှစ်တန်းပေါင်း430ခန်းကကဘာပေါ်မှာရှိနေတဲ့သက်ရှိမျိုးစိတ်ပဲဖြစ်ပါတယ်တဲ့သူတို့လည်းဒိုင်နိုဆောတွေရှိတဲ့ခေတ်ထဲကအရှင်သန်နေကြတာပဲဖြစ်ပါတယ်ကင်မီကောက်တွေကအဆိပ်ရှိတဲ့တံတားဝါဖြစ်တဲ့အတွက်သူတို့ကိုလက်နဲ့လုံးဝမကန်ရပါဘူးကင်မီကောက်တွေကိုသတိထားရမယ်နော်ကဲအခုကင်မီကောက်အကြောင်းပြောပြပြီဆိုတော့နေကုန်လေးတွေဖြည့်ကြည့်အောင်ကင်မီကောက်တွေကိုဘယ်လိုနေရာတွေမှာအများဆုံးတွေ့ရလဲ၁စွန်စွတ်ပြီးအလင်းအောင်ကောင်းကောင်းရတဲ့နေရာ၂ ရောက်တွေ့ပြီးမှောင်နေနေရရောက်တွေ့ပြီးမှောင်နေနေရဆိုရင်တော့အဖေလေးရေမှာပါလေကဲအခုကိမိကောက်အကြောင်းကိုသိပြီဆိုတော့နောက်ထပ်အကောင်လေးတွေကြောင်းလဲဆက်ပြီးနားထောင်ကြည့်အောင်နော် S N A I L snail မင်္ဂလာပါတာတာမီမီတို့ရေဒီနေ့တာတာမီမီတို့ကို ပြောပြမှာတော့ခရုလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်တတမီမီတို့ခရုလေးတွေကိုတည်လားတတမီမီတို့ပတ်ဝန်းကျင်မှာရောခရုလေးတွေကိုတည်ထားမိလားခရုဆိုတာဘာလဲ ခရုဆိုတာခြေရန်နုနုလေးရှိပြီးတော့အခွန်မှာပါတဲ့အကောင်လေးတစ်မျိုးပါတဲ့သူတို့မှာမာကျောတဲ့အခွန်နဲ့နူးညံ့တဲ့ကိုလုံးရှိပြီးဆူဆွတ်တဲ့နေရာတွေမှာနေတတ်ကြပါတယ်တဲ့ခရုလေးတွေကဘလို့ပုံစံနဲ့ရွေးရှာလဲခရုလေးတွေကသူတို့မှာပါတဲ့ခြေတန်နုနုလေးနဲ့တွားသွားကြတယ်တဲ့သူတို့ခန္ဓာကိုယ်ကနေပြစ်ချွဲချွဲအည်ရွှတ်ပြီးချောမွေ့စွာရွေးရှာနိုင်ပါတယ်တဲ့ဒါဆိုခရုလေးတွေကဘာစားကြလဲ ခယူလေးတွေက အပင်စားတဲ့တော်ဝါတွေဖြစ်ပါတယ်။သူတို့ကအပင်စိမ့်တွေ၊သိရွက်တွေ၊သစ်သီးနဲ့မှုတွေကိုလည်းကြိုက်ကြပါတယ်တဲ့။တချို့ခယူတွေကတော့ဥယျာဉ်ထဲမှာအပင်တွေကိုဖျက်ဆီးစားတောက်တတ်ကြပါတယ်တဲ့။ဒါဆိုခယူတွေကိုဘယ်မှာတွေ့နိုင်လဲ။ခယူတွေကိုဆူဆွတ်တဲ့နေရာတွေမှာအများဆုံးတွေ့ရတတ်ပါတယ်တဲ့။ဘယ်လိုနေရာမျိုးတွေလဲဆိုတော့ဥယျာဉ်တွေ၊မြက်ခင်းတွေ၊မိုးရွာပြီးတဲ့နောက်ဆူဆွတ်နေတဲ့တံပေးလိုနေရာမျိုးတွေမှာသူတို့ကိုတွေ့ရတတ်ပါတယ်တဲ့။ ဖယူတွေကညဘက်မှာတော့အပြင်ကိုပို့ပြီးဖြတ်တက်ကြပါတယ်။ဖယူတွေရဲ့ထူးခြားချက်ကတော့သူတို့သွားလျာနေရာကိုသူတို့ခန္ဓာကိုယ်နဲ့တူသူတို့ရဲ့အခွင့်အရေးပါတည်ပြီးတော့သွားတက်ကြတယ်တဲ့။သူတို့အန္တရာယ်နဲ့ကြုံလာရင်အဲ့ဒီအခွင့်အရေးမှာသူတို့ရဲ့ခေါင်းကိုဖွက်ထားတက်ကြပါတယ်တဲ့။ဖယူတကောင်မှာတဲ့။ဘူးကောင်းရဲ့ခြေတံရဲ့အာယုံခံတဲ့အတန်ရဲ့ပါပါတယ်တဲ့။ဒီအခုခရီးဦးကြောင်းလေးတွေသိပြီဆိုတော့မိကုံးလေးတွေဖြည့်ကြအောင်နော်။ဖယူရဲ့ခန္ဓာကိုယ်ပေါ်မှာ တဲ့အကောင်နဲ့နဲ့အကြီးကော3အခွန်မအခွန်မဆိုရင်တော့ခြေလေးတွေဆန်ပါတယ်။ကဲကိုကျူကြောင့်ပြီးပြီဆိုတော့နောက်ထပ်အကောင်လေးတွေအကြောင်းကိုလည်းဆက်ပြီးတော့နားထောင်ပါတော့။ S P I D E R Spider မင်္ဂလာပါတာတာမီမီတို့ရေဒီနေ့တာတာမီမီတို့ကိုပြောပြမယ့်အကောင်လေးကတော့ပင့်ကူလေးတွေအကြောင်းမျိုးဖြစ်ပါတယ်။ ပင့်ကူဆိုတာကဥကောင်းရဲ့ကိုလုံးရဲ့ခြေတော့ရှစ်ချောင်းပါတဲ့အကောင်ဖြစ်ပါတယ်။ပင့်ကူတော့တသားမိမိတို့အမြင်ဘူးကြမှာပါ။ပင့်ကူလေးတွေကဝါးကျိုးလိုမျိုးပါလွှာတဲ့ပင့်ကူမြင်းကိုသူတို့ဘိုက်ကနေထုတ်ပြီးတော့သူတို့အိမ်လေးတွေရက်လောက်တက်ကြပါရဲ့တဲ့ စိတ်ရှိလက်ရှိနဲ့တကြိုးချင်းရက်ပြီးတော့သူတို့အိမ်လေးဖြစ်သွားတဲ့အခါမှာအဲ့ဒီအိမ်လေးကဆေးကပ်ပြီးတော့ရင်ငောင်တွေပိုးမွှားတွေတလွဲတကူဖမ်းမိတဲ့အနေအထားဖြစ်ပါတယ်တဲ့သူ့ရဲ့အိမ်မှာရင်ငောင်တွေပိုးမွှားတွေဖမ်းမိသွားရင်သူကအဲ့ဒီပိုးမွှားတွေကိုစားတောက်ပါတယ်တဲ့တချို့ပင်ကူတွေကအစိမ့်ရှိပြီးတချို့ပင်ကူတွေကတော့လူတွေကိုအန္တရာယ်မပေးတဲ့အမျိုးအစားတွေလည်းအများကြီးရှိပါတယ်တဲ့ ပင့်ကူလေးတွေကတော့အသားစားသတ္တဝါဖြစ်ပါတယ်။သူတို့ကသေးရွက်တွေ၊သစ်သီးတွေကိုမစားဘဲနဲ့အင်းဆက်နဲ့အခြားသေးငယ်တဲ့သတ္တဝါလေးတွေကိုစားတော့ကြပါတယ်တဲ့။ပင့်ကူတွေမှာအယောင်ဆောင်နဲ့အရွယ်ဆောင်ရှိတယ်။ပင့်ကူတွေမှာအဝါ၊အနီ၊အပြ၊အမဲ စတဲ့အရာအမျိုးမျိုးရှိပြီးတော့အရွယ်အစားကလည်းသေးသေးလေးရနေအကြီးကြီးထိအရွယ်အစားအမျိုးမျိုးရှိပါရဲ့တဲ့ပင့်ကူလေးတွေကလည်းလူတွေအတွက်အကျိုးရှိပါတယ်သူတို့ကအိမ်အနီးရရင်ကောင်းတို့ခြင်းတို့ပိုးမွှားတွေကိုဖမ်းယူစားတောက်ပြရကြောင်းတဘာဝပိုးသက်စေလို့ပါပဲတဲ့ဂဲကူပင့်ကူလေးတွေအကြောင်းသိပြီးဆိုတော့မေကူလေးတွေဖြစ်ကြရအောင်ပင့်ကူလေးတွေက သူတို့ဘိုက်ကနေထုတ်တဲ့ပင့်ကူမြင်လေးတွေကိုဘယ်လိုနေရာမှာ အသုံးပြုကြတာလဲနံပါတ်1 ပင့်ကူမြင်လေးတွေနဲ့ရက်လုပ်ပြီးတော့အိမ်ဆောက်တယ်။နံပါတ်2ပင့်ကူမြင်လေးတွေနဲ့ရက်လုပ်ပြီးအိမ်ကြီးချုပ်တယ်။ဟုတ်ပါရဲ့ပင့်ကူမြင်လေးတွေနဲ့ရက်လုပ်ပြီးအိမ်ဆောက်တယ်ဆိုရင်တော့အပေါင်းမီမီတို့အဖြစ်လေးမှမှာပါတယ်နော်။ကဲအခုပင့်ကူလေးတွေအကြောင်းသိပြီဆိုတော့နောက်ထပ်အကောင်လေးတွေအကြောင်းကိုလည်းထပ်ပြီးပြောပြအောင်မယ်နော်။ Y to K G E C K O Gecko to K Gecko ဒီနေ့တသမီမီတို့အတွက်ရွေးချယ်ထားတဲ့ လေးကတော့တောက်တဲ့အကြောင်းပဲဖြစ်ပါတယ်။တောက်တဲ့ရဲ့အရောင်နဲ့အရွယ်အစားကိုအရင်ဆုံးပြောပြမယ်နော်။တောက်တဲ့ရဲ့အရောင်ကအပြာရောင်မိခိုးရောင်နဲ့အနီရောင်အဆက်အပြောက်တွေပါရှိပါတယ်တဲ့။အရွယ်အစားကတော့အရွယ်ရောက်ပြီးသားတောက်တဲ့တကောင်ကစနစ်ကနေ15စင်တီမီတာအထိကြီးထွားပါတယ်တဲ့။တောက်တဲ့ရဲ့အော်သံကထူးကြပါတယ်တဲ့။ညဘက်မှာပိုပြီးစူညံစွာအော်လေးရှိပါတယ်တဲ့။ တောက်တဲ့တွေကအိမ်နေရမှာကပ်ပြီးတော့နေနိုင်တယ်သူတို့ရဲ့ခြေပေါ်ကမှအမွှေးနှုတ်တွေပါတာကြောင့်နယံတို့မှန်တွေပေါ်တော့လွယ်လွယ်ကူကူကပ်ပြီးတော့သွားနိုင်ပါတယ်တဲ့တောက်တဲ့တွေကအင်းဆက်တွေကိုစားတော့ပါတယ်တဲ့တောက်တဲ့တွေကအိုးမွှားချင်းရင်းငောင်းတွေကိုဖမ်းပြီးတော့စားတော့ကြပါတယ်တောက်တဲ့တွေကိုအရှိတောင်အာရှနိုင်ငံတွေမှာအများဆုံးတွေ့ရပါတယ်တဲ့နောက်ပြီးသူတို့ရဲ့ထူကြချက်ကတော့သူတို့အမိကပြုတ်ချသွားရင်တော့မှအစ်စ်တစ်ဖန်ပြန်ပြီးတော့အမိပြန်ပေါင်းနေပါတယ်တဲ့ကဲခု တောက်တဲ့အကြောင်းကိုပြောပြပြီးပြီဆိုတော့မိကုံးလေးတွေဖြည့်ကြည့်အောင်တောက်တဲ့ကဘာတွေစားတောက်လဲတဲ့အသီးအနှံနှစ်အင်းဆက်ပိုမွားဟုတ်ပါတယ်အင်းဆက်ပိုမွားဆိုရင်အဖြေလေးရပါမယ်ကဲအခုသသမိမိတို့တောက်တဲ့အကြောင်းကိုသိသွားပြီဆိုတော့နောက်ထပ်အကောင်လေးတွေအကြောင်းကိုလည်းဆက်ပြီးလေ့လာကြည့်အောင်နော် T T E R F L Y butterfly မင်္ဂလာပါတာတာမီမီတို့ရေ ဒီနေ့တတမီမီတို့အတွက်ရွေးချယ်ထားတဲ့အကောင့်လေးကတော့လိပ်ပြာလေးပဲဖြစ်ပါတယ်။ဒီနေ့လိပ်ပြာလေးရဲ့အကြောင်းကိုပြောပြမယ်နော်။လိပ်ပြာလေးတွေကတော့တတမီမီတို့အတွက်ရင်းနှီးမိသားအကောင့်လေးတွေဖြစ်မှာပါနော်။လိပ်ပြာလေးတွေဘယ်ကနေဖြစ်လာတာလဲဆိုတော့လိပ်ပြာလေးတွေကပို့ကနေပို့တုံးလုံးဘဝအရောက်ပါတယ်တဲ့။အစင်းရောင်ပို့တုံးလုံးဘဝနေပြီးတော့လိပ်ပြာအဖြစ်ကိုအသွင်ပြောင်းပါတယ်တဲ့။အဲ့လိုလိပ်ပြလေးတွေအဖြစ်အသွင်ပြောင်းသွားတဲ့အခါမှာသူတို့ရဲ့အတောင်လေးတွေကအယောင်ဆုံးလာပါတယ်တဲ့ လိပ်ပြားလေးတွေမှာအပြားအဝါအစိမ်းစတဲ့အယောင်တွေပါတဲ့အတောင်လေးတွေရှိပါတယ်တဲ့သူတို့ရဲ့အတောင်လေးတွေကလည်းအရန်ကုန်မှလှပတဲ့အတောင်လေးတွေဖြစ်ပါတယ်လိပ်ပြားလေးတွေကပန်းဝိရီကိုသာတပ်သုံးပါတယ်တဲ့လိပ်ပြားလေးတွေမှာပစက်မပါပါဘူးတဲ့သူတို့ကပန်းထဲကပန်းဝိရီတွေကိုပြုံလေးနဲ့ဆုပ်ပြီးတော့တပ်ဖက်ကြပါတယ်တဲ့လိပ်ပြားလေးတွေရဲ့အတောင်လေးတွေကအယောင်ဆောင်နဲ့အရန်ကိုလှပပေးမယ် သူတို့ရဲ့အတောင်လေးတွေမှာအမွေးအမြင်လေးတွေရှိပါတယ်တဲ့အဲ့ဒီအမွေးအမြင်လေးတွေကလက်နဲ့ကြမ်းကြမ်းတန်းတန်းသွားထိလိုက်ပြီလို့ရှင်ပျက်စီးသွားနိုင်ပါတယ်တဲ့ဒါကြောင့်လက်ပြလေးတွေရဲ့အတောင်ကိုမကင်မိပါစေနဲ့တဲ့လက်ပြလေးတွေကရက်အနေငယ်သာအသက်ရှင်နိုင်ပါတယ်တဲ့သူတို့ကတက်တန်းတူတဲ့တတဝါလေးတွေဖြစ်ပါတယ်တချို့လိပ်ပြလေးတွေရဲ့တက်တန်းကတစ်ပတ်ပဲရှိပြီးတချို့ကတော့နှစ်ပတ်သုံးပတ်နေနိုင် ရဲ့ခုလိပ်ပြားလေးတွေအကြောင်းကိုပြောပြပြီးပြီဆိုတော့လိပ်ပြားလေးတွေနဲ့ပတ်သက်ပြီးမိကုံးလေးတွေဖြည့်ကြည့်အောင်နော်လိပ်ပြားလေးတွေကဘာစားလဲ၁အသား၂အရွက်၃ပန်းဝိရီပန်းဝိရီဆိုရင်တော့အဖြေလေးတွေဟောပါလေသသမီးတို့ရေလိပ်ပြားလေးတွေရဲ့အလှအပကိုကြည့်ရတာစိတ်ချမ်းသာပြီးပျော်စရာကောင်းပါလေဒါပေမဲ့တို့ရဲ့အတောင်လေးတွေကထိခိုက်လွယ်တာကြောင့်တို့ကိုသတိထားပြီးချစ်ပေးရမယ်နော် lasquis. <laughs>